ာရှ U23 Champion ခြေစစ်ပွဲနဲ့စင်ကာပူမှာကျင်းပမဲ့စီဂိမ်းပွဲအတွက်မျက်နှာသစ်လူငယ်အားကစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့မြမလက်ရွေးစဉ် U22 နဲ့ကမ္ဘာဖလား U20 ဝင်ခွင့်ရထားတဲ့ Fiji U20 တို့ပနမခြေစမ်းပွဲကို February 16ရက်နေ့ညကသူဝနကွင်းမှာကျင်းပခဲ့ပါတယ်။မြန်မာနိုင်ငံမှာခြေစမ်းပွဲလာကစားဖို့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ကမ်းလှမ်းချက်နဲ့ရောက်လာတဲ့ Fiji U20 ဟာပထမဆုံးလူငယ်ကမ္ဘာဖလားကိုဝင်ခွင့်ရရှိထားပြီးမြန်မာအသင်းနဲ့ခြေစမ်းပွဲမှာတော့ ဂိုးရလက်မရှိဘဲတရေကစားနိုင်ခဲ့ပေမဲ့ဂိုးမပေးရရေးအတွက်ပြင်းပြင်းထန်ထန်ကာကွယ်ခဲ့ရပါတယ်။မြန်မာ U22 နဲ့ Fiji U20 ခြေစမ်းပွဲမှာ Fiji အသင်းအတွက်တိုက်စစ်တွေမှာအားနည်းနေပေမဲ့အတွေ့အကြုံကောင်းတွေရခဲ့ပြီးအသင်းကစားပုံညံ့နေသေးတယ်လို့ Fiji နီးပြချုပ်ကဆိုပါတယ်။ခြေစစ်ပွဲရှင်ပိုင်ဖို့အချိန်မရတော့လို့မှတ်တမ်းဗီဒီယိုခွေနဲ့ပဲစခန်းသွင်းလေ့ကျင့်ရတော့မယ်လို့ပြောပါတယ်။ ဂျပန်နိုင်ငံမှာခြေစမ်းကစားဖို့ရှိနေတဲ့မြန်မာ U22 အသင်းအတွက် ဖီဂျီနဲ့ကစားပွဲဟာအကျိုးခြေဆန်းပွဲပါလို့ဆိုလာသူကမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကကိုဇော်မင်းထိုက်ပါဖေဗူလာ22ရက်နေ့မှာကျင်းပမယ်ဖီဂျီအသင်းနဲ့ခြေစစ်ပွဲမှာအကောင်းဆုံးပြင်ဆင်သွားမယ်လို့သူကဆိုပါတယ်မလာကစားတဲ့ဧည့်သည်ဖီဂျီယူရဒီအသင်းအနေနဲ့ဒီကကစားမယ်မြန်မာယူရဒီအသင်းတို့ဒုတိယပွဲကစားပါဦးမယ်ပထမပွဲမန္တလေးမှာကစားလုံးကဖီဂျီအသင်းအနေနဲ့မြန်မာအသင်းကိုမြန်မာယူရဒီအသင်းကိုဂိုးဂိုးမရှိတဲ့ရှုံးခဲ့တယ်အဲဒီတော့အဲ့ဒီပွဲကလည်း မြန်မာပြည်နဲ့တရားစစ်တိုက်ခိုက်ဆင်းတဲ့ PG ရဲ့အခက်အခဲကိုဟိုတော့ကောင်းမတွလာနိုင်ခဲ့ဘူး။ကြားတဲ့အရာကတကူအနေနဲ့ပဲသူကပ်ပြီးနိုင်ခဲ့တယ်။အခုလာမယ့်ပွဲမှာတော့ရန်ကုန်နဲ့ပွဲမှာတော့ PG ကလည်းသူ့ရဲ့အရှုံးပြပြင်းပြင်းလာမဖြစ်သလိုမြန်မာလည်းဒီထက်ကိုပူရဖို့ပြင်ဆင်ဖို့ကြားနိုင်မှုတွေမြန်မာလည်းကသာမှဖြစ်တယ်။ဆိုတော့အဲ့ဒီပွဲကလည်းမြန်မာယူတန်းနဲ့ PG ယူတန်းဒီပွဲကလည်းပွဲကြီးပွဲကောင်းတစ်ပွဲလုံးလာကြတယ်။ PG U20 အသင်းဟာမြန်မာပြည်မှာခြေစမ်းပွဲကစားပြီးတာနဲ့မလေးရှားမှာတွားရောက်ရှင်ပြန်ရအောင်ပါပါ။ အဲ့ဒီကမှအမေရိကန်နိုင်ငံမှာအပိသက်စခန်းသွင်းလေ့ကျင့်မှာဖြစ်ပါတယ်။မြန်မာ U22 အသင်းကတော့လာမယ့် match လမှာထိုင်ဝမ်နိုင်ငံမှာတွားရောက်ရှင်ပြိုင်ရမှာဖြစ်ပြီး AFC U23 2016 Champion ချေးစစ်ပွဲကို တိုင်ပေဟောင်ကောင်ဩစတြေးလျအသင်းတွေနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်။